အလုံးပဲမင်္ဂလာပါဗျာကျွန်တော်ဘုဒ္ဓဘာသာတော်ကိုဆိုကမိခဲ့တာကျွန်တော်တော့အချင်းပါပါကျွန်တော်ပြောမဆူမခဲ့ပါတယ်ဘုဒ္ဓဘာသာတော်ကိုကျွန်တော်ပြောမဆူမခဲ့ပါတယ်ဆိုကမိခဲ့ပါတယ်ကျွန်တော်အခုနဲ့ပြေးချပါလို့ကျွန်တော်တော့ဝမ်းကြီးပါတယ်ကျွန်တော်ဘာသာရေးကိုပြောတဲ့သူဖြစ်ပါတယ်ဘုဒ္ဓဘာသာတော်ကိုဆိုကတဲ့သူဖြစ်ပါတယ်ကျွန်တော်အခုလိုနဲ့ဆိုကမိခဲ့တယ်လို့ကျွန်တော်တော့ဝမ်းကြီးလို့ပါ အမားကိုအမားမှန်းသိပြီးတော့ဝင်ချတောင်းပန်ခြင်းဟာကောင်းမြတ်တဲ့အလုပ်ဖြစ်ပါတယ်နော်သို့တော်လည်းပဲပြောစရာစကားတစ်ခုရှိတာကဒီကနေ့ကတိလက္ခဏပါဠိတော်တမင်ညဖလာတုတ်တံမှာသဇာတတမင်းဟာမြတ်စွာဘုရားဟောကြားတဲ့တမင်ညဖလာတုတ်ကိုနာကြားပြီးတဲ့နောက်မြတ်စွာဘုရားရာထူးအာနာစည်းစိမ်ကြောင့်အဖကိုတတ်မိပါတယ်အဲ့ဒီအပြစ်ကိုတိခံခွင့်လွှတ်တော်မူပါလို့ရှောက်ထားတောင်းပန်ပါတယ်ဒီအခါမှာမြတ်စွာဘုရားကတရားတော်မင်းမြတ် အမားကိုအမှားမှန်းသိ၍ဝန်ချတောင်းပန်ခြင်းဟာနောက်တစ်ချိန်ကြီးပွားခြင်း၏အကြောင်းဖြစ်တယ်လို့ဟောကြားတော်မူ၍အဇာတသမင်း၏လောက်ရက်ကိုခွင့်လွှတ်တော်မူပါတယ်။ဖခင်အစရှိတဲ့အရိယာသူတော်ကောင်းတွေကအဇာတသမင်း၏လောက်ရက်ကိုခွင့်လွှတ်ကြတော်လဲပဲ။အဇာတသမင်းကိုယ်တိုင်ပြုထားတဲ့မကောင်းမှုအကုသိုလ်ကံကတော့ခွင့်မလွှတ်တဲ့အတွက်အဇာတသမင်းဟာတည်လွန်တဲ့အခါမှာငရဲသူကြောက်ရွံ့ရပါတယ်။အခုလည်းဒီတိုင်းပါပဲနော်။ဒကာလေးကအမှားကိုအမှားမှန်းသိပြီးတော့ဝန်ချတောင်းပန်လိုက်တော်လဲပဲ။ ဗုဒ္ဓဘာသာဝင်တရက်လုံးကခွင့်လွှတ်တယ်ရှိစေအောင်တော့အဲဒကာလေးပြုထားတဲ့အကုသိုလ်ကံရဲ့အစိုးကျကတော့အကျိုးပေးမှာဖြစ်ပါတယ်နော်။ဒါကြောင့်နောက်နောက်ဒီလိုအမှားမျိုးကိုမှားမမိအောင်စင်ကြင်ပါလို့ပြောကြင်ပါတယ်နော်။ဖုံဖုံဖယားတင်းပိုင်ကိုကွင်းဝစ်တာဟာယဟန်တန်ဃာများနှင့်တင့်တော်ဘာသနာဖယားမသိလို့ပါဖယားတဲ့။လူတို့ကဲ့သို့အဝဝင်းကြီး၅မျိုးထဲမှာတတဝလိကဝင်းချုပ်၍ဝင်းကြီးဆိုတာပါတယ်နော်။ အဲ့ဒီလိုဂွင်းချုပ်၍ဝီနီဆိုတာပါတာကြောင့်ယဟန်တွေကတင်းပိုင်ကိုဂွင်းချုပ်ပြီးဝတ်လိုက်မယ်ဆိုရင်လူတို့ဝတ်တယ်လို့ဝတ်တာဖြစ်သွားပြီမြတ်စွာဘုရားကမဟာဝါပါဠိတော်မှာယဟန်တို့လူတို့ဝီနီတကယ်သို့မဝတ်ရလူတို့ဝီနီတကယ်သို့ဝတ်လျင်ဒုက္ခအဘက်တင့်စေလို့ဝီနီသိက္ခာပုပြဋ္ဌာန်းတမ်းမြစ်ထားပါတယ်အဲ့ဒီလိုပြဋ္ဌာန်းတမ်းမြစ်ထားတဲ့အတွက်ကြောင့်ယဟန်တွေကတင်းပိုင်ကိုဂွင်းချုပ်ပြီးဝတ်လိုက်မယ်ဆိုရင်လူတို့ဝတ်တယ်လို့ဝတ်တာဖြစ်တဲ့အတွက်ဒုက္ခအဘက်တင့်ပါတယ်ဒါကြောင့် မဝတ်သင့်ဘူးလို့ပဲပြောရမှာဖြစ်ပါတယ်နော်ဘာသာခြားတွေကမေးပါတယ်ဖေယဗုဒ္ဓကသူ့ကိုယ်သူဖေယလို့ဝန်ခံပါသလားတဲ့ဖေယတဲ့မေခွန်လေးဝီစီနဲ့ဖြေပေးပါဖေယတဲ့ဝန်ခံတာပေါ့နော်ဗုဒ္ဓသည်ဖေယဖြစ်ပြီးပြီးချင်းပင်စားဝက်ကြီး၅ဦးကိုဓမ္မစကြာသုတ်ဟောရင်းနဲ့ဖေယဖြစ်ကြောင်းဝန်ခံခဲ့ပါတယ်ဘယ်လိုဝန်ခံခဲ့သလဲဆိုရင် ယာတောစခောမိဗိခဝေဣမေတုစတုတုအရိယတစ္ဆေတုဧဝံတိပတိဝတ္တံ ద్వార တကာရံယထာဘူတံညာနဓတနံသူဝိတုတ်တံအာဟောတိယထာဟံဗိခဝေပတိဝကေလောကေပမာရကေပဗျမကေပပမနဗျမဏိယပဇာယပတိဝမနုဿာယအနုတရံတမာတံဘောတိ အဘိတံဘုဒ္ဓောတိသစ္စညာတိတဲ့အဲ့ဒါဟာဖျားဖြစ်ကြောင်းဝန်ခံလိုက်ခြင်းဖြစ်ပါတယ်အဲ့ဒီပါဠိထဲမှာအနုတ္တရံအတုမရှိသောတမ္မာတံဘောဒိမှန်စွာကိုတိုင်တည်သောညာကိုဝါမှန်စွာကိုတိုင်တည်သည့်ဖျားအဖြစ်ကိုအဘိတံဘုဒ္ဓောတိတိလာပြီးရောက်လာပြီးဟု၍ပိစညာတိန်ဘိက္ခဝေရဲဝံစွာ အမှန်ဝန်ခံခဲ့သည့်ယဟန်တို့ဆိုတဲ့အချက်ပါပါတယ် ဒါကြောင့်ဗုဒ္ဓဟာဖျားဖြစ်ကြောင်းဝန်ခံခဲ့တယ်လို့မှတ်သားထားရမှာဖြစ်ပါတယ်။အရှင်ဖျားမိဘနဲ့သားသမီးကြားမှာမိဘမှားတယ်ဆိုတာမရှိဘူးလားဖျား။တပည့်တော်အားဖြေကြားပေးတော်မူပါဖျားတဲ့။ရှိတာပေါ့မိဘလည်းပုထုဇဉ်လေးအမှားပဲကင်းပါမလဲနော်။မိဘတိုင်းမှန်ရမယ်လို့ဖះဟောမရှိပါဘူး950နိပတ်တော်ပိစကနိပတ် မဏိကုံထလာဝတ်သုလာဓမ္မပါဠဇတ်တော်မှာဖခင်ဖြစ်တဲ့မဟာပါတာပမင်းဟာကန္တီပါရမီနဲ့ပြည့်စုံတဲ့ကားတော်ဓမ္မပါဠဂရုသားလေးကိုတက်ဖြတ်ခဲ့တဲ့အတွက်ညီမျိုးခံရပြီးအဝိဇ္ဇငရဲတို့ကြာရောက်သွားရပါတယ်။ဒါဟာမိဘကမှားလို့ဖြစ်ပါတယ်။အဲ့ဒီဇတ်တော်ကိုထောက်ဆား၍ကြည့်မယ်ဆိုရင်မိဘတွေလည်းမှားနိုင်တယ်ဆိုတာကိုသိနိုင်ပါတယ်။ယနေ့ခေတ်မှာလည်းမှားနေတဲ့မိဘတွေမရေမတွက်နိုင်အောင်ရှိပါတယ်။ ဒါကြောင့်မိဘတွေကိုပြောကြင်တာကမိမိတို့လည်းအမှားမကင်းတဲ့အတွက်မိမိတို့အမှားလုပ်တဲ့အခါမှာသာသမီကတတိပိစကားဆိုလာပြီဆိုရင် သာသမီတွေဆိုလာတဲ့တတိပိစကားကိုစင်ချင်ပြီးကိုမှားနေပါကပြုပြင်တဲ့တာကိုပြုပြင်ပါလို့ပြောကြင်ပါတယ်။အရှင်ဖေယအမှန်တကယ်မသိပါတော့ကြောင့်မေးလျှောက်ခွင့်ပြုပါဖေယ။ယောက်ျားသားများကမေတီလရှင်များကိုရှီခိုးဥချတင့်ပါသလားဖေယ။ ဖြေချားပေးပါဖရာတဲ့ယောက်ျားတိုင်းကိုတော့မပြောလိုပါဘူးတချို့ယောက်ျားသားတွေကို ပြောကျင်ပါတယ်တချို့ယောက်ျားတွေဟာအချောက်တိုက်ဘဝင်မြင့်ပြီးတော့ငါတို့ဟာယောက်ျားသားတွေဖြစ်တဲ့အတွက်မိမသားဖြစ်တဲ့တီလာရှင်တွေကိုရှ िख ိုးဥချခြင်းမလုပ်ကောင်းဘူးဆိုပြီးပြောဆိုနေကြတာကိုကြားသိနေရပါတယ်တီလာရှင်တွေ ဆိုတာကသပင်ကိုရိပ်ပဲ ်ဖန်ရည်သွန်းတဲ့အဝတ်ကိုဝတ်ပြီးရှစ်ပါးသီလ၉ပါးသီလတို့ကိုနေဆာသီလအဖြစ်အမြဲတမ်းစောင့်ထိန်နေတဲ့သူတွေဖြစ်တာကြောင့်သီလရှင်တွေဟာ လူပုဂ္ဂိုလ်ယောက်ျားသားတွေထက်အသွင်အပြင်အရာ၌တော်၎င်းသီလအရာ၌တော်၎င်းတာလွန်မြင့်မြတ်ပါれဒါကြောင့်သီလရှင်တွေကို လူပုဂ္ဂိုလ်ယောက်ျားသားများကရှီခိုးဥချကောင်းပါれရှီခိုးဥချမယ်ဆိုရင် အသက်ရှည်ခြင်းအစင်းလှခြင်းခွန်အားကြီးခြင်းဉာဏ်ပညာကြီးခြင်းဘုံတကူအာနုဘော်ကြီးခြင်း ဆိုတဲ့အကျိုးထူးတရားတွေကိုတောင်မှရရှိစေနိုင်ပါတယ်။ဖုံဖုံတပည့်တော်သူများနိုင်ငံမှာအလုလုပါတယ်ဖေယအမြဲတမ်းဖျားရှိဖို့ပြီးအိပ်ပါတယ်။ဖျားစဉ်မရှိဘဲနေကောင်းပါသလားမသိလို့ပါဖေယအမားပါရင်ခွင့်လို့ပါတဲ့။တိုင်းတစ်ပါးမှာသွားပြီးအလုလုနေရတဲ့ဗုဒ္ဓဘာသာဝင်တွေအတွက်ကတော့ ဖះဆင်ထားဖို့ဆိုတာခက်ခဲပါလိမ့်မယ်အခုပြောမှာကတိုင်းတစ်ပါးမှာသွားပြီးအလုံးလုံးနေတဲ့ဗုဒ္ဓဘာသာဝင်တွေအတွက်ပြောမှာပါမြန်မာနိုင်ငံမှာနေတဲ့ဗုဒ္ဓဘာသာဝင်တွေကို ပြောမှာမဟုတ်ပါဘူးဦးဇင်းတို့ဗုဒ္ဓဘာသာဝင် အချို့ဟာ အပြင်ပိုင်းမှာဖះတွေတဲကြပြီးနှလုံးသားထဲမှာဖះတဲတဲ့သူနဲပါတယ်အဲ့ဒီလိုပြောတာဟာဖះတဲတာကိုမကြိုက်လို့ပြောတာမဟုတ်ပါဘူးဖះတဲတာဟာကုသိုလ်ရပါတယ် အပြင်ပိုင်းမှာဖျားတဲတယ်လို့နှလုံးသားထဲမှာလည်းဖျားတဲဖို့ကိုပြောတာဖြစ်ပါတယ်ဖျားရှင်ကိုအောင်းမိပြီးဖျားရှင်ရဲ့ဂုံတော်တွေကိုအစင်ပွားများနေခြင်းဟာနှလုံးသားထဲမှာဖျားတဲနေခြင်းဖြစ်ပါတယ်ဒီမန့်ပိုင်ရှင်ဟာတိုင်းတစ်ပါးမှာအလုတ်လုံနေရတာဖြစ်သောကြောင့်မိမိနေရာမှာဖျားစင်မထားနိုင်တော့လည်းပဲညတိုင်းဖျားကိုအောင်းမိပြီးဖျားရှင်ကိုရီမှန်ရှ िख ိုးနေတာဖြစ်တော့ကြောင့်နှလုံးသားထဲမှာဖျားတည်နေပြီးသားဖြစ်တဲ့အတွက် ဖះရှင်ဟာမိမိနဲ့အတူရှိနေပြီးသားဖြစ်ပါတယ်။ဒါကြောင့်ဖះစဉ်မထားလဲပဲနေကောင်းတယ်လို့ပြောကြပါတယ်။အရှင်ဖះတပည့်တော်အတော်ဆုံးသွားတာကဒုက္ခထဲ့မပေးလိုက်မိဘူး။အဲ့ဒါဘဝကူးလို့ရပါမလားအရှင်ဖះတဲ့။တတဝါတိုင်းဟာတေးပြီးဆိုရင် သူတို့ပြုထားတဲ့ကံအကြောင်းတရားအတိုင်းဂတိလာကြရတာဖြစ်ပါတယ်။ကဒုက္ခထဲ့ပေးစရာလဲမလိုသလို့ ဘသူကမှလည်းကတိုးကမတောင်းပါဘူးကတိုးကထဲ့ပေးတယ်ဆိုတဲ့အယူဝါဒဟာတိဘက်ကလာတာဖြစ်ပါတယ်ဗုဒ္ဓဘာသာမှာကတော့အခေါင်းထဲကိုပတ်စံထဲ့ပေးတယ်ဆိုတာဟာအလောင်းမြုံမဲ့သူဘရာဇာအတွက်ထဲ့ပေးခြင်းဖြစ်ပါတယ်သူဘရာဇာတွေမရှိတော့တဲ့နောက်ပိုင်းနှစ်ပေါင်းများစွာကြာလာတဲ့အခါမှာသူဘရာဇာအတွက်ထဲ့ပေးလိုက်တဲ့ပတ်စံဟာတေသူအတွက်ကတိုးကထဲ့ပေးတဲ့ပုံစံမျိုးဖြစ်လာပါတယ်ဒါကြောင့် တေသူကိုကတော့ကထည့်ပေးစရာမလိုဘူးလို့ပြောခြင်းပါတယ်အရှင်ဖေယဗောဓိညောင်ပင်ကိုတီလျက်နှုတ်မိလျင် အပြည့်ရှိတယ်ဆို သာသနာပမှာနှုတ်မိလျင်ရော အပြည့်ရမှာလားဖေယတဲ့ဗောဓိညောင်ပင်ကိုနှုတ်ရင်အပြည့်ဖြစ်တယ်ဆိုတာကဖះကိုရီမှန်းပြီးစိုက်ထားတဲ့ဗောဓိညောင်ပင်ကိုပြောတာပါเนาะအဲ့ဒီလိုညောင်ပင်ကိုနှုတ်မိမယ်ဆိုရင်တော့အပြည့်ရှိပါတယ် သာသနာပဆိုတာကဖျားမပွင့်ရာကာလဖြစ်တဲ့အတွက်ကြောင့်ဖျားကိုရည်စူးပြီးစိုက်ထားတဲ့ဗောဓိညောင်ပင်လည်းရှိမှာမဟုတ်ပါဘူးအကယ်၍ရှိခဲ့မယ်ဆိုရင်လည်းပဲစိုက်ထားတဲ့ညောင်ပင်တွေဟာဖျားရှင်ကိုရည်မှန်းပြီးစိုက်ထားတဲ့ညောင်ပင်မဟုတ်တာကြောင့်နှုတ်မိမယ်ဆိုလျင်လည်းအပြည့်မရှိနိုင်ဘူးလို့မှတ်သားထားရမှာဖြစ်ပါတယ်အရှင်ဖျားတယုဇနာကဘဏ္ဍမိုင်ရှိပါသလဲဖျားတပါးတမျိုးဟောနေကြလို့ဝိဟဖြစ်နေလို့ပါဖျားအမှန်တကယ်လဲ မသိလို့ပါဖေဟာတဲ့တချို့ကတယူဇနာကို73မိုင်လို့ပြောတယ်တချို့ကတယူဇနာကို72မိုင်လို့ပြောတယ်တချို့ကတယူဇနာကို8မိုင်လို့ပြောတယ်ဓမ္မဇာလာတုတ်အထာကထာမှာနာလန္ဒာနဲ့ရာဇဂျူတယူဇနာကွာဝေးတယ်လို့ဆိုသည့်အတိုင်းအခုနာလန္ဒာနဲ့ရာဇဂျူမိယထာလန်မန္တိုင်အမှတ်သားဟာ8မိုင်အတိအကျရှိတဲ့အတော့တယူဇနာကို8မိုင်ရှိတယ်လို့ ဗုဒ္ဓသာသနိကပထဝီဝင်ကျမ်းမှာဆိုထားပါတယ်။ဥစဉ်လဲအဲ့ဒီအချက်ကိုပဲသဘောကျပါတယ်။ဒါကြောင့်တယုဇနာကိုဗဏ္ဏမန်ရှိတယ်လဲဆိုတဲ့မိကုံးကိုဖြေရမယ်ဆိုရင်ဗုဒ္ဓသာသနိကပထဝီဝင်ကျမ်းအရတယုဇနာကို ရှင့်မှန်ရှိတယ်လို့ပဲဖြေကျင်ပါတယ်။အရှင်ဖေယအမေကျမ်းတို့နတ်တို့ကိုရှီခိုးထိုက်ပါသလားဖေယတဲ့။အမေကျမ်းဆိုတဲ့အတိုင်းတော်တော်ကျမ်းပါတယ်နော်။အမေကျမ်းဟာ ရှိခိုးထိုက်တဲ့သီလကုံတမာတိကုံပညာကုံတွေလည်းမရှိသေးအပြင် နေစဉ်မှလည်းမကောင်းတယ်လို့ပေစဉ်မှလည်းမကောင်းခဲ့ပါဘူးအဲ့ဒီလိုဂုံတရင်စိုးတွေနဲ့ကြော်ကြားခဲ့တဲ့လူကိုနတ်အထင်နဲ့ရှိခိုးကိုးကွယ်မယ်ဆိုရင်တရဏဂုံပြတ်တတ်ပါတယ်သို့မဟုတ်တရဏဂုံညှို့နှံတတ်ပါတယ်ဒါကြောင့်မရှိခိုးထိုက်ဘူးလို့ပြောကြပါတယ်အရှင်ဖေယတရဏဂုံပြတ်စေသောအကြောင်းအရာများကို ပြောပြပါဖေယတဲ့ တာရထတီကမှာတရဏဂုံပြက်ချင်းနှမျိုးရှိပါတယ်အဲ့ဒီနှမျိုးကဘာတွေလဲဆိုရင်၁အပြည့်ရှိသောပြက်ချင်းနဲ့နှစ်အပြည့်မရှိသောပြက်ချင်းတို့ဖြစ်ပါတယ်အပြည့်ရှိသောပြက်ချင်းဆိုတာဖရာတရားတန်ကယရနာ၃ပါးမှလွဲ၍တခြားသောအရာတွေကိုကိုးကွယ်စည်းကပ်မိသောကြောင့်ပျက်စီးခြင်းကိုဆိုလိုခြင်းဖြစ်ပါတယ်အဲ့ဒီလိုပျက်စီးခြင်းသည်အပြည့်ရှိသော ပြက်ချင်းဖြစ်ပါတယ်အပြည့်မရှိသောပြက်ချင်းဆိုတာ ယုံနာနှစ်ပါးပြည့်ကျွေ၍တေဆုံးခြင်းကြောင့်ပျက်စီးခြင်းကိုဆိုလိုခြင်းဖြစ်ပါတယ်။အဲ့ဒီလိုပျက်စီးခြင်းသည်အပြည့်မရှိသောပျက်ခြင်းဖြစ်ပါတယ်။ဒါဟာတရဏဂုံပျက်ခြင်းနှမျိုးပဲဖြစ်ပါတယ်။